တကယ်မရှိတဲ့မစ္စတာပြန်ဝဲနဲ့တနိုင်ငံလုံးကမီဒီယာနဲ့ခေါ်ကားဂျင်းထည့်သွားတဲ့မစ္စတာမြန်မာလွင်နေအင်တာနက်ခေတ်ကြီးထဲမှာလူတွေဟာနာမည်ကြီးကျင်လာကြပါရဲ့နာမည်ကြီးဖို့အတွက်လေလူတွေဟာနီလန်ပေါင်းစုံနဲ့တန်းရှင်းရှာကြတာပါအခုခါမှလည်းအမှန်တကယ်အပြင်းမရှိတဲ့မစ္စတာဂလိုဘယ်တူရီစင်ပြန်ဝဲမှာမြမကိုစားပြီးအလှမောင်းနေနဲ့သွားပြိုင်နေဆိုပြီးတော့တနိုင်ငံလုံးလှည့်စားလှည့်ဖြားဂျင်းထည့်သွားတာကတော့မစ္စတာလွင်နေပါလွင်နေကသူဟာနာမည်ကြီးဂျပန်တင်းတင်းဆရာဖြစ်ကတော်တော်လေးကိုမှချမ်းသာကြွယ်ဝပြီးတော့သုံးနိုင်ဖြုံးနိုင်တယ်လို့ဆိုပါရဲ့ အခုချိန်မှာတော့သူက Mr. Tourism Group ရဲ့ပြန်ပွဲကိုမြန်မာပြည်ကိုစားပြုရှင်ပြန်ဖို့ Mr. Global Tourism မြန်မာဖြစ်နေသွားတော့မှာဖြစ်ကြောင်းအားပေါင်းအရင်းတက်တက်နဲ့လိမ့်စိမ့်မှာမီဒီယာတွေနဲ့အင်တာဗျူးခဲ့တာပါ။ဒါပြင် Mr. မြန်မာလွေနေဟာသူကအခြားနိုင်ငံတွေမှာမျက်နှာမငယ်စေဖို့ကမ္ဘာကျော် fashion brand တွေကိုလည်းတင်းထောင်ပေါ်လာဝယ်ထားပြီးဖြစ်ကြောင်းပြောလာတာပါ။သူတွေကတော့တရားစည်းလောင်ထားတဲ့နှကန်၊နေလောင်ထားလို့ညိုတကွက်မဲတကွက်ဖြစ်နေတဲ့အတိုင်းနဲ့ပုဂ္ဂိုလ်ကရက်တို့ကြောင့်သူကိုယ်သူ မစ္စတာမြန်မာဖြစ်နေအလှကုံဆောင်မယ်ဆိုတဲ့လွင်တွေကိုကြည့်ကဘာပြောမှမမသိအောင်စွန့်ဝနေကြတာပါအခုခါမှာတော့ချိုးသောသတင်းများအရမစ္စတာမြန်မာလွင်တွေပေါပြိုင်မယ်မစ္စတာဂလိုဘယ်တူရီစင်ပြောင်းလဲဆိုတာတခါမှမကြားဘူးတဲ့ပြောင်းလဲဖြစ်ပြီးတော့လူတွေကိုလှည့်ပြားလိန်လေသွားတာဖြစ်ကြောင်းသိရတာပဲဖြစ်ပါတယ်